င်္ဂလာဘာသာကျုပ်ပြုတ်လေးပဲဖြစ်ပါတယ်နော်ကျုပ်ပြုတ်တာဘယ်နှမိနစ်ပြုတ်ရလဲဆိုတာတချို့တွေကအတိအကျမသိဘူးနော်ကျုပ်ပြုတ်မယ်ဆိုရင်6မိနစ်ပဲပြုတ်ရပါတယ်နော်ကဲကျုပ်ပြုတ်တာ6မိနစ်ပဲပြုတ်ရတယ်နော်ဘယ်လိုပြုတ်ရမလဲဆိုတော့အတူတူကြည့်အောင်နော်ကျုပ်ကိုမပြုတ်ခင်မှာပရမောဆုံးရေပြောင်းဆေးလိုက်မယ်နော်ဒီရနဲ့အကျုပ်ကိုကို ျုပ်ကိုတဲဖို့စတင်လိုက်ပါပြီနော်ကဲညီဘုံကစပြီးတော့ကျုပ်ကိုစတင်လိုက်ပါပြီနော်나ကြီးတော့ကြည့်မနော်6ຫນາရီအတိဖြစ်ပါရဲ့နော်6ຫນາရီ9မိနစ်မှာနော်ကျုပ်ကိုစပြီးတော့ထုတ်လို့ရပါပြီနော်나ကြီးဖတ်ထားမယ်နော်ကဲအခုဆိုရင်ကျုပ်ပြုတ်တာ9မိနစ်တိတိဖြစ်သွားပါပြီနော်9မိနစ်အတိဖြစ်သွားပါပြီနော်ဒီမှာနော်나ကြီး9မိနစ်ပြည့်ပြီဖြစ်တဲ့အတွက်ကြောင့် gas ကိုပိတ်လိုက်မယ်နော်ချင်းနေဘလို့ရှိလဲအတူတူခွာကြည့်အောင်နော်ဟုတ်တယ်မအဲ့တော့အဲ့တယ်နော် ကိုမိနစ်အတိပဲပြောပါရတယ်နော်ကျုပ်ပြောဒီချိန်မှာ10မိနစ်လို့15မိနစ်လို့ပြောစရာမလိုဘူးနော်ကိုမိနစ်ပြည့်ရနေကျုပ်ကအချိန်လေးဘယ်လိုရှိလဲဆိုခွာကြည့်မယ်နော်အချိန်ဘယ်လိုရှိလဲနော် ကဲနော်အထဲထဲမှာခြေနေဘူးလို့ရှိတယ်နော်ခွဲကြည့်မနော်အိုးရန်ကုန်ကြက်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်အတူတူပြုတ်ကြည့်အောင်နော်အားလုံးလက်ပြုတ်ကြည့်ပါ